မင်္ဂလာပါရှင် Glory Story Channel မှစိတ်ဝင်စားစရာကောင်းပြီးဆွေးနွေးစရာကောင်းတဲ့ဇာတ်လမ်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာပါ။ဒါပေမဲ့မမေ့တင်တာကတော့ comment မှာဆလောက်ဝက်ရေးပေးဖို့ပါပဲ။အနာဂတ်မှာကျမတို့အားလုံးဆလောက်ဝက်ရဲ့ကယူနာတော်ကိုခံစားရစေမှာပါ။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့ subscribe ခလုတ်ကိုလည်းနှိပ်ထားပေးပါ။ရန်ကုန်မြို့လေဈေးကြီးရဲ့ထောင်းတနေရာမှာမနက်ခင်းနေအောင်ကတအားပြင်းထန်နေတယ်။ ဗန်းမုံနဲ့ကော်ဖီနဲ့တွေကဆိုင်ငယ်လေးတွေစီကနေထွက်ပေါ်နေပြီးကားတွေဖြတ်သွားတဲ့အခါတိုင်းဖုံမှုန့်တွေနဲ့ရောနှောနေတဲ့လူစီကားတဲ့အဲ့ဒီနေရာမှာတက်ကြီးရွယ်အိုအဖွားအိုတူကတသားလေးလေးတစီကိုဖြည်းဖြည်းချင်းဆွဲပြီးလမ်းလျှောက်နေတဲ့လဲပေါ်မှာတော့ပလတ်စတစ်ရေတံဘူးခွန်တွေကိုတက်တက်ရက်ရက်စီစီရီတင်ထားတယ်တချို့ဘူးတွေကနေရောင်အောက်မှာတောက်ပနေတယ်အဲ့ဒီအဖွားအိုရဲ့နာမည်ကမဲစိန်အသက်68နှစ်မြင့်နာမှာ အရေးအကြောင်းတွေပေါ်နေပေမဲ့မျိုးလုံးတွေကတော့အာရင်ပြေးနဲ့တောက်ပနေတယ်နေတိုင်းဈေးပတ်ပြီးရေတန့်မှုတွေကိုတဖူးကိုမြန်မာကျပ်ငွေ2000နဲ့လိုက်ရောင်းနေတယ်အဲ့ဒီငွေနဲ့ဆန်နဲ့အနေငယ်သောဟင်းသီးဟင်းရွက်တွေဝယ်နိုင်ပြီးကျောင်းနေတော့မြေးလေးကိုလည်းကူညီပေးနိုင်တယ်မဲစိန်ကိုဒီဈေးမှာမစိန်ဘူးကုံတယ်တွေက သူမကိုဖော်ရွေပြီးတိတ်ဆိတ်တဲ့သူတယောက်အဖြစ်တည်ကြတယ်နိုင်ပေါင်းများစွာလမ်းလျှောက်ပြီးတဲ့နောက်ခြေထောက်တွေနာနေပေမဲ့ ူမကနင်းညူခဲ့တယ်။တားရီကန်ကြမဆိုတာရှာပွေရတယ်လို့ဟင်းသီးဟင်းရွက်ရောင်းသူတဦးက သူမကို ထိုင်ဖို့ကန်လန်းတဲ့အခါပြောခဲ့ဘူးလေ။သူမရဲ့အပြုံးနောက်ွယ်မှာတော့ဖုံးကွယ်ထားတဲ့ဘဝရဲ့ဝင်ထုပ်ဝင်ပိုးတွေရှိနေတယ်။သူမရဲ့ခင်ပွန်းသည်ကွယ်လွန်သွားပြီဖြစ်ပြီးသားသမီးတွေလည်းဘဲရောက်သွားမှန်းမသိသူမကိုတူးလေးသောမြေးလေးနဲ့အတူထားခဲ့တယ် ဇေးရဲ့တစ်ဖက်ချမ်းမှာတော့အသက်35နှစ်အရွယ်ရဲရာရှိတဦးဖြစ်တဲ့ကိုထွန်းကမောက်မာတဲ့ဟန်နဲ့ရှောက်လန်းနေတဲ့သူ့ရဲ့ယူနီဖောင်းကတက်တက်ရဲရဲရှိပေမဲ့သူ့မျက်လုံးတွေကတော့မာနတွေနဲ့ပြည့်နေတဲ့ကိုထွန်းကိုကုံတယ်တွေကြားမှာဈေးပိုင်ရှင်လို့တီးကြတယ်။သူကမဲစိန်အပါဝင်ကုံတယ်ငယ်လေးတွေစီကနေလုံခြုံရေးအတွက်ပတ်စံတွေတောင်းတတ်တယ်။ဈေးရောင်းချင်ရင်လုံခြုံရေးကြေးပေးရမယ်။ လို့တခါကချိန်ချောက်တဲ့လေတံနဲ့ပြောခဲ့ဘူးတယ်ကိုထွန်းကမွေးရပါလူဆိုးတယောက်မဟုတ်ဘူးဒါပေမဲ့ယူနီဖောင်းရဲ့အာနာနဲ့ပဝင်းကျင်ကမကောင်းတဲ့အကျင့်တွေကြောင့်သူဟာအာနာကိုအလွဲသုံးစားလုပ်တတ်သူတယောက်ဖြစ်လာခဲ့တယ် အဲ့ဒီမနက်ခင်းမှာလူစီကားတဲ့နေရာမှာ အသက်26နှစ်အရွယ်အမျိုးသမီးတဦးကဈေးရထောင်းတနေရာက စားတောက်ဆိုင်စီကိုခိုင်မာတဲ့ခြေလမ်းနဲ့ရှောက်လန်းနေတယ်။သူမရဲ့နာမည်ကဘိုကြီးတော်ခင်လေးနေဆက်တာဝန်ထမ်းဆောင်ပြီးနောက်အားလည်းရယူထားတဲ့တက်မတော်အရာရှိတဦးဖြစ်တဲ့ဒေါ်ခင်လေးကရန်ကုန်ဇာတိဖြစ်ပြီး ခိုင်မာတဲ့မျက်နှာရှိပေမဲ့နှွေးထွေးတဲ့အပြုံးနဲ့ခေါင်းစည်းအုပ်ထုပ်အောက်မှာတည့်ရက်စွာညှက်ထားတဲ့သပင်တိုလေးတွေရှိတယ်။သူမကကြွားဝါတက်တဲ့သူမျိုးမဟုတ်ပေမဲ့သူမရဲ့ခံညားတဲ့ကိုဟန်နဲ့ယုံကြည်မှုအပြည့်ရှိတဲ့ မျိုးလုံးတွေကြောင့်သူမရဲ့ပေါ်ထွက်လာမှုတိုင်းကအငဲရန်လူအများရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်နိုင်ခဲ့တဲ့ဒေါခင်လေးကသူမရဲ့မိသားစုနဲ့တွေ့ဆုံဖို့ရန်ကုန်ကိုပြန်လာခဲ့တာဒါပေမဲ့သူမကငယ်စဉ်တုန်းကအမေဖြစ်သူဈေးရောင်းတာကိုကူညီခဲ့တဲ့ဈေးကြီးကိုမကြာခဏဝင်တက်တဲ့ဒေါခင်လေးအတွက်ဒီဈေးက သူမရဲ့ဒုတိယအိမ်ပဲအမှတ်တရတွေနဲ့ဇလန်းတွေနဲ့ပြည့်နေတဲ့နေရာ အဲ့ဒီနေ့မှာမင်းစိန်ကသူမရဲ့လဲကိုခက်ခက်ခဲခဲတွန်းနေတယ်။သူမရဲ့ခြေလန်းတွေက သူမရဲ့ဘဝကို ပြောင်းလဲစေမဲ့အဖြစ်ပျက်စီကိုဥတီနေမှမတိခဲ့ဘူး။အဝေးတနေရာမှာကိုထွန်းကမင်းစိန်ရဲ့လဲကိုကောက်ကျစ်တဲ့ပြုံးနဲ့ကြည့်နေတယ်။တစ်ဖက်မှာတော့ကော်ဖီဆိုင်မှာကော်ဖီတောက်နေတဲ့ဒေါခင်လေးကမကြခင်ပြိပခါတဲကို ရောက်ရှိလာတော့မယ်ဆိုတာကိုမတိခဲ့ဘူး။ ရန်ကုန်မြို့လယ်ဈေးကြီးက သူ့ရဲ့စူညံတန်တွေနဲ့အတူရဲရင်ချင်းနဲ့တရားမျှတခြင်းအကြောင်းဇလန်းတပုတ်ရဲ့တက်တည်ဖြစ်ဖို့အစဉ်သင့်ဖြစ်နေပြီးဈေးထဲမှာနေရောင်ကပုံမြင့်လာတာနဲ့အမျှမဲစိန်ရဲ့နဖူးကနေချွေးတွေစီးကြလာတယ်တစ်တီးဆိုင်နာမှာခဏနာပြီးအသက်ရှူလိုက်တဲ့သူမရဲ့အရေးအကြောင်းတွေ ထွက်နေတဲ့လက်နဲ့ခါမှာပတ်ထားတဲ့အဝတ်စလေးနဲ့မျက်နှာကိုတုပ်လိုက်တယ်သူမရဲ့ရေတံဘူးတွေအပြည့်ပါတဲ့လဲကကြောက်ခင်းလန်းဘေးမှာစောင်းပြီးရက်နေတယ် လာပါအမေခဏနားပါအောင်ဝလို့ဘေးနာကတရက်တီးရောင်းနဲ့ဒေါ်တင်ကပြောလိုက်ပြီးလက်ဖက်ရည်ချိုးတစ်ခွက်ကမ်းပေးလိုက်တယ်မယ်စိန်ကညင်သာစွာခေါင်းယမ်းပြီးတင်းငယ်တဲ့အပြုံးလေးပြုံးလိုက်တယ်နောက်မှပါအမေဒါရီသိပ်မယောင်းရသေးဘူးလို့ညင်သာစွာပြန်ဖြေလိုက်တယ်သူမရဲ့အတန်ကအဝေးကငားတဲ့တွေရဲ့အော်တန်တွေချားမှပျောက်ွယ်လူနီးပါဖြစ်နေတယ်ရုတ်တရက်သားရီဖနက်တန်တွေကအနားကိုကျဲလောင်စွာထွက်ပေါ်လာတယ်။မယ်စိန်လှည့်ကြည့်လိုက်တော့ ရင်တွေတုံသွားတယ်ကိုထွန်းကသူမရှိမှရက်နေတယ်လက်ပိုက်ထားပြီးယူနီဖောင်းရဲ့ချိုင်းနေရာမှာချွေးတွေနည်းနည်းထွက်နေတယ်အမေနဲ့မတွေ့တာကြာပြီနော်လို့ခနဲ့တဲ့လေတန်နဲ့ပြောလိုက်တယ်ပစက်က PK ဝါနေတယ်မေစိန်ကခေါင်းငုံလိုက်တယ်သူမရဲ့လက်တွေကလေလက်ကင်ကိုကင်ထားရင်တုံဤနေတယ်ဘာဖြစ်လာမယ်ဆိုတာသူမသိနေတယ်ကျမပြီးခဲ့တဲ့အပတ်ကပေးပြီးပါပြီကိုထွန်းလို့တောင်းပန်တယ်လို့ညင်သာစွာတီးတိုးပြ ပေါင်းလိုက်တဲ့ကိုထွန်းကသေးငယ်တဲ့ရေမောတန်နဲ့ရေလိုက်တဲ့သူ့အတန်ကလောင်ပြောင်မှုတွေနဲ့ပြည်နေတယ်ပြီးခဲ့တဲ့အပတ်ကအတိတ်ပဲအမေဒီမှာဈေးရောင်းချင်ရင်တော့စီကန်းတိရမယ်အခုမြမာကျန့်ငွေ30ထောင်ပေးလို့ခိုင်မာတဲ့လေတန်နဲ့ပြောလိုက်တယ်ဒါပေမဲ့သူ့မျက်လုံးတွေကတော့လောဘတွေနဲ့ပြည်နေတယ်မဲစိန်ကဖြူလျှော့သွားတယ်ကျက်30ထောင်က သူမရဲ့သုံးရက်စာဈေးရောက်လို့ရတဲ့ငွေဖြားနေတဲ့မြေးလေးအတွက်ဈေးဝယ်ဖို့ခြံထားတဲ့ငွေကိုထွန်းကျမမှာအခုအဲ့ဒီလောက်မရှိဘူးလို့တုံရင်နေတဲ့အတန်နဲ့ပြောလိုက်တယ်။ကူညီပါအောင်ကိုထွန်းသနာပါအောင်ကိုထွန်းကပိုနီနီကက်ကက်လန်းလာတဲ့သူ့လက်ကလဲရဲကရေတန့်ဘူးတစ်ဖူးကိုရုတ်တရက်ဆွဲယူပြီးမြေပေါ်ကိုပစ်ချလိုက်တယ်။ပလင်းကကွဲသွားပြီးရေတွေကဖုံမှုတွေကိုဆူဆွတ်စေတယ်။ကျွန်တော်နဲ့မဆနောင်တဲ့အမေ လို့អော်လိုက်တယ်သူ့အတန်ကအနီးနားကកုံတဲ့အချိုးလှဲ့ကြအေးလောက်အောင်ကျဲနေတယ်မဲစိန်ကတလန်းနောက်ဆုတ်လိုက်ပြီးမျက်ရည်တွေဝဲနေတယ်ကိုထုံးမလုပ်ပါနဲ့ဒါကျမရဲ့ကံကြမ္မာပါလို့တောင်းပန်လိုက်တယ်ဒါပေမဲ့ကိုထွန်းကပြုံးစီစီသာလုပ်နေတယ်သူကလက်ဆန့်တန်းပြီးမဲစိန်ပေးဖို့မဖြစ်နိုင်တဲ့ငွေကိုတောင်းနေတယ်ဈေးရဲ့တစ်ဖက်ထောက်မှာတော့ကော်ဖီဆိုင်မှာထိုင်နေတဲ့ဘိုကြီးဒေါ်ခင်လေးက စုညံတန်တွေစီကိုလှည့်ကြည့်လိုက်တဲ့သူမရဲ့မျက်လုံးတွေက ချင်းမြောင်းသွားပြီးကော်ဖီခွက်ကိုကင်ထားတဲ့သူမရဲ့လက်ကနေထဲမှာရက်တက်နေတယ်။အဝေးကနေသူမကတုံ့ညီနေတဲ့မဲစိန်ရဲ့ပုံရိပ်နဲ့ချင်းချောက်ဟန်နဲ့ရက်နေတဲ့ကိုထွန်းကိုမြင်လိုက်တယ်။ဒေါခင်လေးကချက်ချင်းမလှူရှားခဲ့ဘူး။သူမက လေးလာနေပေမဲ့သူမရဲ့နှလုံးခုန်တန်းကမြန်လာတယ်။သူမကမဲစိန်ကိုတိတယ်။သူမငယ်စဉ်ကဒီဈေးမှာ သူမရဲ့အမေဈေးရောက်နေတော့အခမဲ့ရေပေးခဲ့ဘူးတဲ့အဖွာ အာအိုသူမရဲ့ရင်ထဲမှာတစုံတရာကပေါ်လောရိုက်နေတယ်။ဒါပေမဲ့သူမက နောက်ပါဖြစ်မလဲဆိုတာကိုစောင့်ကြည့်ရင်ကိုကိုကိုထိမ့်ချုပ်ထားခဲ့တယ်။ဒေါခင်လေးရဲ့စူးရှတဲ့အကြည့်ကိုမသိပဲကိုထွန်းက ထမှန်ချင်းခြောက်လိုက်တယ်။အခုမပေးရင်ဒီလဲကိုသိမ့်မယ်လို့ပြောလိုက်တယ်။သူ့လက်ကမဲစိန်ရဲ့လဲလက်ကင်ကိုဆွဲကင်ထားပြီးအဖွားအိုက ညင်သာစွာငိုကြွေးတယ်။သူမရဲ့လက်တွေကလဲကို ထိန်ထားဖို့စူးစမ်းပေမဲ့သူမရဲ့အာရင်ကမမျှတဘူး။ကုညီပါအောင်ကိုထွန်းတာကျမမှရှိတာတခုတည်းပါလို့စိတ်ပြတ်အားငယ်စွာရှိုက်ကြီးတင်ငင်ပြောလိုက်တဲ့အနီးနားကကုံတယ်တွေကတော့စိုးရိမ်တကြီးကြည့်နေကြပြီး မကူညီရဲကြဘူး။အဲ့ဒီအချိန်မှာဒေါခင်လေးကသူမရဲ့ကောဖီခွက်ကိုဖြည်းဖြည်းချင်းဒါပေမဲ့ခိုင်မာစွာခြားထားလိုက်တဲ့သူမကထွက်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်ကလူအုပ်စီကိုလှမ်းသွားတယ်။သူမရဲ့ခြေလန်းတွေကတည်ငြိမ်ပေမဲ့သူမရဲ့မျက်လုံးတွေမှာတော့မီးတောက်တွေရှိနေတယ်။ဆူညံနေတဲ့ဈေးကသူ့ဘာသာသူအတန်တွေတိတ်သွားသလိုရဲရင်ချင်းနဲ့မာနတွေရင်ဆိုင်တွေးတဲ့အခါဘာဖြစ်လာမလဲဆိုတာကိုစောင့်ကြည့်ဖို့အစဉ်သင့်ဖြစ်နေတယ်။ဈေးတွေကဖုံမှုန့်တွေကဘူကြီးတော်ခင်လေးကလူအုပ်စီကိုရှောက်လန်းလာတဲ့အခါလေထဲမှာရက်တန့်သွားသလိုပဲသူမရဲ့ခြေလန်းတွေက ခိုင်မာပေမဲ့ အလင်းစလို့မဟုတ်ဘူး။တားကောင်ကိုဖန်းစည်းမဲ့ကြားတကောင်လိုပဲမေစိန်ကသူမရဲ့လှဲလက်ကင်ကို ခိုင်မြဲစွာ ဆုပ်ကင်ထားတော့မဲမျက်ရည်တွေက သူမရဲ့အရေးကြောင်ထနေတဲ့ပပြင်ပေါ်မှာစီးကျနေတယ်။တစ်ဖက်မှာတော့ကိုထွန်းကလက်နှစ်ဖက်ကိုခါထောက်ပြီးအဖွားအိုကို မထင်မရှားမာနတွေနဲ့ကြည်နေတယ်။ဈေးရဲ့လေထုကတိတ်ဆိတ်သွားတယ်။ကုံတွေရဲ့အသက်ရှူတဲ့အဝေးကကားတံတွေသာကြားနေရတယ်။ ဘာဖြစ်နေတာလဲလို့ဒေါခင်လေးကမေးလိုက်တယ်။သူမရဲ့အတန်ကတည်ငြိမ်ပေမဲ့ကိုထွန်းကိုလှဲကြည့်စေလောက်တဲ့အလေးချိန်ရှိနေတယ်။သူ့မျက်လုံးတွေကကြေးမြောင်းသွားပြီးရိုးရှင်းတဲ့တီရှပ်နဲ့အုတ်ထုတ်ဆောင်ထားတဲ့အမျိုးသမီးကိုကြည့်လိုက်တယ်။ဒါပေမဲ့လစ်လူရှူဖို့ခက်ခဲတဲ့အာနာပိုင်ဆန်နဲ့အရေးအယောင်တွေရှိနေတယ်။ မင်းလုံးမဟုတ်ဘူးလို့ကိုထွန်းကယုံရင်ကျန်းန်းစွာပြန်ဖြေလိုက်တဲ့သူ့လက်တွေကမဲစိန်ရဲ့လဲကိုကင်ထားတော့ပဲမင်းနေရာကို ပြန်သွားဒါမှမဟုတ်မင်းဒုက္ခရောက်မယ်မဲစိန်ကဒေါခင် လေးစီကိုလှဲကြည့်လိုက်တဲ့သူမရဲ့မျက်လုံးတွေကမျောလင်းချက်တွေနဲ့ကြောက်ရွံ့မှုတွေရောနှောနေတယ်မလုတ်ပါနဲ့သမီးသူ့ဘာသာသူထားလိုက်ပါလို့တုံ့ပြန်နေတဲ့အတန်နဲ့တီးတိုးပြောလိုက်တဲ့ကိုထွန်းကိုစန့်ကျင်ရင်ဘာဖြစ်မယ်ဆိုတာသူမကောင်းကောင်းသိတယ်တခြားကုံတွေတွေလည်းကိုထွန်းကိုစန့်ကျင်ရဲလို့ဈေးကနေမောင်းထုတ်ခံခဲ့ရဘူးတယ် ဒါပေမဲ့ဒေါခင်လေးကနောက်မဆုတ်ခဲ့ဘူး။သူမကပိုနီနီကက်ကက်လှမ်းလာပြီးမယ်စိန်နဲ့ကိုထွန်းကြားမှာရက်လိုက်တယ်။သူမရဲ့လက်တွေကခန္ဓာကိုယ်ဘေးမှာအပန်းဖြေနေပေမဲ့သူမရဲ့မျက်လုံးတွေကတော့ဒဏ်လိုထက်မြက်နေတယ်။"ကျမထက်မေးမယ်"လို့ဒေါခင်လေးကပြောလိုက်တယ်။သူမရဲ့လေတံကထိမ့်ချုပ်ထားတော့မဲဒါပေမဲ့ အခုတော့အေးဆက်ဆက်လေးတန်းတစ်ခုပါဝင်နေတယ်။ဘာလို့ဒီအဖွားအိုကိုချင်းချောင်းနေတာလဲ။ကိုထွန်းကတေးငယ်တဲ့ရင်မောတန်နဲ့ရေလိုက်ပေမဲ့သူ့မျက်နာမှာတော့တေးမာမှုတွေရှိနေတယ်။သူကစိန်ခေါ်ခံရတာကို မကြုံဘူးဘူး။အထူးသဖြင့်အခုဒီတိုးပြောနေကြတဲ့ကုံတယ်လူအုပ်ရှိမှဆိုရင် ပိုဆိုးတယ်။မင်းဘသူလဲရဲကိုစိန်ခေါ်ရဲတာလား။ဒါကဈေးရဲ့လုံခြုံရေးကိစ္စဒီအဖွားအိုကအခွန်မဆောင်ဘူး။ ါကြောင့်သူ့လဲကိုတင်ရမယ်ဒါကစီကံနားလေလားဒေါခင်လေးကအခုခေါင်းငုံထားတဲ့မဲစိန်စီကိုအကြည့်လွှဲလိုက်တယ်သူမရဲ့လက်တွေကခါးမှရှိတဲ့အဝစ်ကိုစုပ်ကင်ထားတယ်အမေကိုထွန်းက အခွန်တောင်းတာမှန်သလားလို့ဒေါခင်လေးက မြင်သာစွာမေးလိုက်တဲ့မဲစိန်ကတွန့်ဆုတ်သွားပြီးဖြည်းဖြည်းချင်းခေါင်းညိတ်လိုက်တဲ့ကျက်တဆဲထောင်သမီးဒါပဲမဲ့ကျမမမရှိဘူးပြီးခဲ့တဲ့အပတ်ကပေးပြီးပါပြီလို့သူမရဲ့အတန်ကပျောက်ွယ်လူနီးပါးဖြစ်နေတယ်ဒေါခင်လေးကကိုထွန်းစီကိုပြန်လှည့်ကြည့်လိုက်တဲ့သူမရဲ့မျက်ခုံးတွေမြင့်တက်သွားတယ်ကျက်တဆဲထောင်ပါအတွက်လဲကိုထွက် မန်းကိုရိုင်းကကုံသေးတွေကိုကြောက်အောင်လုပ်နေတာဆိုရင်ဘသူစီကလုံကြုံရေးလဲအဲ့ဒီစကားကနေကင်းကြောင်တော့မိုးချင်းတန်လိုပဲကုံသေးအချို့လန့်သွားတယ်တချို့ကအသက်အောင်ထားပြီးတချို့ကတော့တီးတိုးပြောနေကြတယ်ကိုထွန်းကမျက်နှာနီးရဲသွားတယ်သူ့မာနာက ထိခိုက်သွားပြီးမင်းပြက်တနာရှာနေတာလားလို့អော်လိုက်ပြီးဒေါခင်လေးနဲ့တမီတာအကွာအထိရှေ့ကိုလှမ်းလာတယ်ငါကရဲဆိုတာသိတယ်ငါကဒီမှာအုပ်ချုပ်တာ ဒါပေမဲ့ဒေါခင်လေးကမလုံမရှက်ရက်နေတယ်။သူမကကိုထွန်းကိုကြည့်လိုက်တဲ့အကြည့်က သူ့ကိုခဏတာသေးငယ်သွားစေတယ်ရဲဆိုတာအနိုင်ကျင့်ဖို့မဟုတ်ပဲကာကွယ်ဖို့ပဲလို့ဒေါခင်လေးကယုံကြည်မှုအပြည့်နဲ့ပြောလိုက်တယ်ကိုထွန်းကသူ့ရဲ့တစ္ဆာဆိုခြင်းကိုမိနေတာလားတင်းမာမှုကအမြင့်ဆုံးကိုရောက်ရှိလာတဲ့အခါစိတ်မရှိတော့တဲ့ကိုထွန်းကမဲစိန်ရဲ့လဲကိုပြင်းပြင်းထန်ထန်တွန်းလိုက်ရာလဲကဆောင်းသွားပြီးရေတံဘူးအချို့မြေပေါ်ကျပြီး꿰သွားတယ်မဲစိန်ကအတန်သေးသေးလေးနဲ့អော်ဟစ်လိုက်ပြီးကြံနေတဲ့ဘူးတွေကို ကောက်ဖို့ဒူးထောင်းလိုက်တယ်ဒါကျမရဲ့ကံကြမ္မာပါကိုထွန်းလို့စိတ်ပြက်အားငယ်စွာငိုကြွေးလိုက်တယ်ဒေါခင်လေးကချက်ချင်းမယ်စိန်ပေးမှာဒူးထောင်းလိုက်တယ်သူမရဲ့လက်တွေကအဖွားအိုရဲ့ပခုံးကိုညင်သာစွာကင်ထားတယ်စိတ်လျှော့ပါအမေကျမဒီမှာရှိတယ်လို့တီတိုးပြောလိုက်တယ်ဒါပေမဲ့သူမရဲ့မျက်လုံးတွေကကိုထွန်းကိုမခွာဘူးကုံတဲ့တွေကပိုနီနီကက်ကက်ဆူယုံလာကြတယ်တချို့ကကိုထွန်းကိုစန့်ကျင်ဖို့ရဲရဲဝံ့ဝံ့ပြောဆိုကြပေမဲ့အများစုကတော့ ကြောက်နေကြတော့ပဲတရက်တီးရောင်းတဲ့ဒေါ်တင်ကရှေ့ကိုလှမ်းလာပေမဲ့ဖြည်းဖြည်းကိုထွန်းမယ်စိန်ကိုတနာပါအောင်သူမှဘာမှမရှိဘူးလို့သာပြောရဲတယ်ကိုထွန်းကမယူးမဆိုင်ပဲဒေါ်ခင်လေးကိုလက်ညှိုးထိုးလိုက်တယ်မင်းကိုကိုကိုသူရဲကောင်းလို့ထင်နေတာလားမနှက်ဖြန်မင်းဒီစည်းမှာလမ်းလျှောက်လို့ရတော့မှာမဟုတ်ဘူးလို့ချင်းချောက်လိုက်တယ်ဒေါ်ခင်လေးကထွက်လိုက်ပြီးကိုထွန်းကိုတဲ့တဲ့ ရင်ဆိုင်လိုက်တဲ့သူမရဲ့ရင်ဘတ်ထဲမှာတရားမျှတမှုမရှိတာကိုမြင်တွေ့ရတဲ့ဒေါသနဲ့စစ်တီတူအနေနဲ့ထိ ंछ ုံမှုရှိနေရမယ်တာဝန်ကြားမှာစိတ်လှုပ်ရှားမှုတွေခံစားနေရတယ်။ဒါပေမဲ့တခုတော့တေးကြတယ်သူမကအနိုင်ကျင့်ခံရတာကို ခွင့်ပြုမှာမဟုတ်ဘူး။မနှက်ဖြန်ဘသူလမ်းလျှောက်နိုင်အောင်မလဲဆိုတာကြည့်ကြတာပေါ့။ ်လို့ဒေါခင်လေးကပြောလိုက်တယ်။သူမရဲ့အတန်ကနှိမ့်ပေမဲ့ဆုံးဖြတ်ချက်ခိုင်မာနေတယ်။တချိန်ကပုံမှန်အဖြစ်ပြက်တွေရဲ့ဇက်ခုံဖြစ်ခဲ့တဲ့ဈေးကအခုတော့ရဲရင်ချင်းနဲ့မာနတွေရင်ဆိုင်တွေ့တဲ့ကွင်းဖြစ်လာခဲ့တဲ့ဈေးတွေကလေဒုကလေးလံနေတဲ့အချိန်တွေနှီးကွေးသွားသလိုပဲကုံတယ်လူအုပ်ကအဝိုင်းပုံစံစုယုံနေကြတယ်။သူတို့ရဲ့မျက်လုံးတွေကလဲပေးမှာဒူးထောက်နေတဲ့မဲစိန်ခိုင်မာစွာရက်နေတဲ့ဘိုးကြီးတော်ခင်လေးနဲ့ဒေါသတွေနဲ့မျက်နှာနီးရဲနေတဲ့ကိုထွန်း အစီကိုပြောင်းလဲနေတဲ့မြေပြင်ပေါ်ကကွဲနေတဲ့ရေတံဘူးဆတွေက နေရောင်အောက်မှာတောက်ပနေပြီးလွန်ခဲ့တဲ့မာနာရဲ့တိတ်ဆိတ်တဲ့တက်တွေတွေလိုပဲမင်းစင်ရဲ့ညင်သာစွာငူကြွေးတန်ကတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်တယ်ဒါပေမဲ့ဒေါခင်လေးရဲ့မျက်လုံးတွေကတော့မုံတိုင်းတစ်ခုလိုဖြတ်တန်းဖို့ အတင်းဖြစ်နေတဲ့ဆုံးဖြတ်ချက်တွေနဲ့ပြည့်နေတယ်။မင်းကိုကိုကိုဘသူထင်လို့ငါ့ကိုစိန်ခေါ်ရဲတာလဲလို့ကိုထွန်းကအော်လိုက်တယ်။သူ့အတန်ကပဲ့တင်ထက်နေပေမဲ့သူ့ရဲ့ကိုကိုကိုယုံကြည်မှုကိုဖောက်ပြန်တဲ့သေးငယ်တဲ့တုံ့လုံးမှုတစ်ခုပါဝင်နေတယ်။သူကရှေ့ကိုလှမ်းလာတယ်။သူ့လက်တွေကဒေါခင်လေးကိုတွန်းဖို့အလားမြောက်တက်လာတယ်။ဒါပေမဲ့သူ့လက်တွေမထီမီမှာတော့ ခင်လေးကကိုထွန်းရဲ့လက်ကောက်ဝတ်ကိုလျင်မြန်စွာဖမ်းဆုပ်လိုက်တဲ့သူမရဲ့လှုပ်ရှားမှုကတအားလျင်မြန်ပြီးကြွန့်ကျင်နေတယ်မဆန်းကြီးနဲ့လို့ဒေါ်ခင်လေးကပြောလိုက်တယ်သူမရဲ့အတန်ကနိုင်ပေမဲ့အာနာပိုင်ဆန်နေတာကြောင့်ကိုထွန်းကနောက်ပြန်ရိုင်းသွားတယ်လူအုပ်ကလန့်သွားတယ်ကုံသေးအချို့ကသူတို့မြင်နေရတဲ့အရာကိုမယုံနိုင်စွာနဲ့ပါဇက်ကိုပိတ်ထားကြတယ် မာနာတိခိုက်သွားတဲ့ကိုထွန်းကလက်မခံနိုင်ဘူးဒေါသတကြီးနဲ့သူကနောက်တစ်ကြိမ်တိုက်ခိုက်ဖို့စူးစမ်းပြန်နေဒီတစ်ကြိမ်တော့ဒေါခင်လေးစီကို က်ဝေရမ်းလိုက်တယ်ဒါပေမဲ့လေးကျင်ပြီးသားစစ်တီတူအနေနဲ့ဒေါခင်လေးကလွယ်လွယ်ကူကူရှောင်ရှားလိုက်ပြီးပြင်မြန်နဲ့လှုပ်ရှားမှုနဲ့ကိုထွန်းရဲ့ခန္ဓာကိုယ်ကိုလှည့်ပတ်ပြီးသူ့လက်တွေကိုကြောဘက်မှာချုပ်လိုက်တယ်တခဏချင်းမှာကိုထွန်းကမြေပြင်ပေါ်ပြက်လဲကျသွားပြီးဖုံမှုန့်တွေလွင့်ပြန်သွားတယ်သူ့ရဲ့ယူနီဖောင်းကညစ်ပတ်သွားပြီးရက်တော့လို့ပြောတယ်လို့တော့ ခင်လေးကအော်လိုက်တယ်သူမရဲ့အတန်ကအခုတော့ကျဲလောင်လာပြီးဈေးကိုတုံလို့စေတယ်သူမကကိုထွန်းကို ရိုက်နှက်နေတာမဟုတ်ဘူးဒါပေမဲ့သူမရဲ့ခွန်အားနဲ့ခိုင်မာမှုက သူ့ကိုအားရင်မရှိတော့ပဲရဲရဲမှုပျောက်ဆုံးသွားတဲ့ကလေးငယ်တယောက်လို ဖြစ်စေခဲ့တယ်တုံရီနေတော့မရှိသေးတဲ့မင်းစိန်ကမျက်ရည်တွေဝဲနေတဲ့မျက်လုံးတွေနဲ့ကြည်နေတယ်။သမီးတော်ပြီးမင်းဒုက္ခမရောက်စေနဲ့လို့သူမရဲ့အတန်ကစိုးရိမ်ပူပန်မှုတွေနဲ့ပြည့်နေတယ်။ ဒါပေမဲ့ဒေါခင်လေးကခဏတာလှဲကြည့်ပြီးစိတ်သက်သာရာရစေတဲ့တင်းငယ်တဲ့အပြုံးလေးပြုံးပြလိုက်တယ်။သူကသင်္ကန်းစာရဖို့လိုတယ်လို့ညင်သာစွာပြောလိုက်ပြီးမှအသက်ရှူမနေရင်ပြန်ထားဖို့ကြိုးစားနေတဲ့ကိုထွန်းကိုပြန်ကြည့်လိုက်တယ်။တိတ်ဆိတ်နေတဲ့ကုံသေးတွေကအခုတော့ရဲရဲဝံ့ဝံ့စကားပြောလာကြပြီ။သူဒီလိုလုပ်နေတာကြာပြီ။သမီးကျမတို့ ကိုအပတ်တိုင်းငွေညှစ်နေတာလို့တရက်တီးရောက်တဲ့ဒေါ်တင်ကအော်ပြောလိုက်တယ်။သူမရဲ့အတန်ကအစ်စ်ပေါ်ပေါက်လာတဲ့ရဲရင်မှုတွေနဲ့ပြည့်နေတယ်။တခြားကုံတွေတွေက ခေါင်းကြီးကြပြီးတချို့ဆိုရင် စီလုံးမှုကို ပြသဖို့ရှေ့ကိုပင်တိုးလာကြတယ်။အခုမျက်နှာဖြူဖြော့နေတဲ့ကိုထွန်းက သူမကြောက်တော့ဘူးဆိုတာကိုသဘောပေါက်လိုက်တယ်။သူ့ကြည့်တွေကဒေါခင်လေးစီကနေလူအုပ်စီကိုပြောင်းသွားပြီးပထမဆုံးအကြိမ်အဖြစ်သူကတေးငယ်ပြီးထောင်းပိတ်မိနေတယ်လို့ခံစားလိုက်ရတယ်။ဒေါခင်လေးကကိုထွန်းကိုလှုပ်ပေးလိုက်ပေမဲ့သူ့ရှေ့မှာရက်နေပြီးသူ့လမ်းကိုပိတ်ဆို့ထားတယ်။ယူနီဖောင်းကမင်းကိုအနိုင်ကျင့်ဖို့ခွင့်ရေးပေးတယ်လို့ထင်နေတာလားလို့သူကကမထိန်ချုပ်နိုင်တော့တဲ့မထီမဲမြင်ပြတဲ့လေတံနဲ့မေးလိုက်တယ်။ဒီနေ့မင်းရဲ့တော့ဒါမှမဟုတ်ငါမင်းရဲ့လုံရက်တွေကိုအပေါ် အထိလူတိုင်းသိအောင်လုပ်ပြမယ်ကိုထွန်းကပါဇက်ဖွင့်လိုက်ပေမဲ့စကလုံးတစ်လုံးမှမထွက်လာဘူးဒေါခင်လေးရဲ့ချင်းချောင်းမှုက အချီးနှီးမဟုတ်ဘူးဆိုတာသူသိတယ်အဲ့ဒီအမျိုးသမီးရဲ့မျက်လုံးတွေကသူမကအပေါ်စားလူတယောက်မဟုတ်ဘူးဆိုတာပြသနေတယ်ရုတ်တရက်ငါးသည်ဥပုံးကဖုံးတစ်လုံးကင်ပြီးရှေ့ကိုလှမ်းလာတယ် ကျွန်တော်အခုနကမှတ်တမ်းတင်ထားတဲ့ကိုထွန်းရဲစခန်းကိုပို့လိုက်ရမလားလို့ကြေလောင်တဲ့အတန်နဲ့ချင်းချောက်လိုက်တဲ့လူအုပ်ကတီးတိုးအောင်ဖြစ်ကြပြီးကိုထွန်းကပိုပြီးထိတ်လန့်သွားတယ်သူကနောက်ဆုတ်သွားတယ်သူ့လက်တွေကတုံ့ီနေတယ်သူ့မျက်နာကရှည်ယွမှုနဲ့ကြောက်ရွံ့မှုတွေနဲ့ပြည့်နေတယ်မင်းတို့မင်းတို့နောင်တရလိုက်မယ်လို့ပြောလိုက်တယ်ဒါပေမဲ့သူ့အတန်က အာနေပြီးမယုံကြည်နိုင်တော့ဘူးခြေလန်းတွေက လေးလံစွာနဲ့သူက လူအုပ်ကနေထွက်ခွာသွားပြီးမဲစိန်ရဲ့လှဲနဲ့သူ့ရဲ့ပျက်စီးသွားတဲ့ဂုံတိတ်ခါကိုခြံထားခဲ့တယ်။ဒေါခင်လေးကမဲစိန်ဘေးမှာဒူးထောက်ပြီးထရက်ဖို့ကူညီပေးလိုက်တယ်။အမေခုလုံခြုံပြီလားလို့တိုးတိုးလေးပြောလိုက်တယ်။ဒီမှာအမေနဲ့တွေ့ရတာတအားပျော်တယ်။ဈေးရဲကဖုံမှုန့်တွေက ဖြည်းဖြည်းချင်းအနားယူလာတဲ့ကိုထွန်းကလမ်းထောင်မှာပျောက်ကွယ်သွားပြီးနောက်မှာကုံတယ်ရီရဲ့မျက်လုံးတွေမှာအစ်စ်ပေါ်ပေါက်လာတဲ့ရဲရဲမှုတွေနဲ့အတူ လူအုပ်ကစတင်လူစုခွဲလာတယ်ဒါပေမဲ့ဈေးရဲ့လေထုကမတူတော့ဘူးမိုးရွာပြီးနောက်လေကောင်းလေတန့်လိုမျိုးတက်တာရာရမှုတွေ စီးဆင်းလာတယ်မေစိန်က သူမရဲ့လှဲဘေးမှာရက်နေတော့မယ် သူမရဲ့လက်တွေကဘိုးကြီးတော်ခင်လေးရဲ့လက်မောင်းကို ခိုင်မြဲစွာဆုပ်ကင်ထားပြီးသူမမြင်တွေ့ခဲ့ရတဲ့ရဲရင်မှုတွေပျောက်ကွယ်သွားမှာကိုကြောက်ရွံ့နေတယ်လို့ပဲသမီးကျေးဇူးတင်ပါတယ်။ဒါပေမဲ့သူပြန်လာမှကြောက်တယ်လို့စိုးရင်ပူပန်မှုတွေနဲ့ပြည်နေတဲ့မျက်လုံးတွေနဲ့ညင်သာစွာပြောလိုက်တယ်။တော်ခင်လေးကနှွေးထွေးစွာပြုံးလိုက်တယ်။သူမရဲ့လက်တွေကမယ်စိန်ရဲ့ပခုံးကိုညင်သာစွာပုတ်လိုက်တယ်။အမေသူထက်မရဲတော့ဘူး။အဲ့ဒီလိုလူမျိုးက ကျမတို့တိတ်ဆိတ်နေရင်အားကြီးတယ်ဒါပေမဲ့ကျမတို့စီးလုံးရင်အားနေတယ်လို့ယုံကြည်မှုအပြည့်နဲ့ပြန်ဖြေလိုက်တယ်သူမကမဲစိန်ကိုကြံနေတဲ့ရေတံမှုတွေကိုစူဆောင်းရမှာကူညီပေးတယ်တခြားကုံတွေအချို့လည်းလှဲကိုဂယုတဆိုင်ပြင်ဆင်ရမှာပူပေါင်းပါဝင်ကြတယ်တရက်တီးရောက်တဲ့ဒေါ်တင်ကတရက်တီးတထုပ်ကိုမဲစိန်ရဲ့လှဲတွေကိုထည့်ပေးလိုက်တယ်ဒါမင်းမြေအတွက်ကဲအမေမြ мян တက်တာပါစေလို့ပြောလိုက်တယ်။သူမရဲ့မျက်လုံးတွေက မျက်ရည်တွေဝဲနေတယ်။ အဲ့ဒီအဖြစ်ပြက်အကြောင်းတရင်ကဈေးထဲမှာလင်းမြန်စွာ ပြည့်နှံ့သွားတယ်ပရိပခကိုမှတ်တမ်းတင်ထားတဲ့ငါးဒီဥကုန်းကသူမှတ်တမ်းတင်ထားတဲ့ဗီဒီယိုကိုတခြားကုန်တွေတွေကိုပြသလိုက်တယ်သူတို့ကအခုကိုထွန်းကိုအမြဲတမ်းပေးနေရတဲ့အခွန်အကြောင်းကိုပွန့်ပွန့်လင်းလင်းပြောဆိုရဲလာကြပြီတော်ပြီငါတို့ကြောက်နေတာကြာပြီ သူပြန်လာရင်ငါတို့အတူတူတိုင်ကြကြမယ်လို့ဥဖုံးကအော်ပြောလိုက်တယ်တခြားသူတွေရဲ့စိတ်အားထက်သန်စွာခေါင်းကြီးတန်တွေက ကြိုးဆိုလိုက်တဲ့ပထမဆုံးအကြိမ်ဖြစ်ကုံတယ်တွေကသူတို့ရဲ့ကံကြမ်းမအပေါ်အာနာရှိတယ်လို့ခံစားလိုက်ရပြီးဒေါခင်လေးရဲ့နာမည်ကသူတို့ကြားမှာ လေးစားမှုအပြည့်နဲ့တီတိုပြောဆိုနေကြတယ်။တစ်ဖက်မှာတော့အနီးနားကရဲစခန်းမှာကိုထွန်းကအခန်းထောက်မှာထိုင်နေတယ်၊သူ့မျက်နာကမိုင်းနေတယ်၊သူ့ယူနီဖောင်းကဖုံမှုန့်တွေကပ်နေတုံးပဲဒါပေမဲ့ပုံညစ်ပတ်နေတာက သူ့ရဲ့ဂုံတိတ်ခါပဲကုံတယ်ရီစီကတရင်ကြပြီးတဲ့နောက် ူ့ရဲ့လုပ်ဖို့ကင်ဘက်တွေကသူ့ကိုမထီမဲမြင်နဲ့ကြည်လာကြတယ်။မင်းတအားလွန်နေပြီးကိုထွန်းအဲ့ဒီဗီဒီယိုကရဲစခန်းအထိရောက်သွားရင်မင်းဒုက္ခရောက်မယ်လို့ရဲရရှိအကြီးကဲတဦးကသတိပေးတဲ့လေတန်နဲ့ပြောလိုက်တယ်။ကိုထွန်းကတိတ်ဆိတ်နေတယ်။သူ့ရဲ့အလုတ်ကင်ကအခုတော့အနေရရှိနေပြ။อิโซราตูติเรตู้ยินเนมาတော့သူကนาจีမှုတွေရှိနေတုံးပဲဒါပေမဲ့ပိုကြီးမားတဲ့အကျိုးဆက်တွေက သူ့ရဲ့ဒေါသထက်ပိုကြောက်เสียရကောင်းနေတယ် ဈေးထဲမှာဒေါခင်လေးကမဲစိန်နဲ့အတူ ကော်ဖီဆိုင်ငယ်လေးမှာထိုင်ပြီးအဖွားအိုအတွက်လက်ဖက်ရည်နှွေးမှာပေးတယ်။အမေမနှက်ပြန်ကစပြီးတယောက်ယောက်ကအနှောင့်ယှက်ပေးဖို့စူးစမ်းရင်ဒေါတင်ဒါမှမဟုတ်ဥဖုံးကိုပြောလိုက်သူတို့ကူညီပေးလိမ့်မယ်လို့ဒေါခင်လေးကညင်သာစွာဒါပေမဲ့ခိုင်မာစွာပြောလိုက်တယ်မဲစိန်ကခေါင်းညိတ်လိုက်တယ်ဒါပေမဲ့သူမရဲ့မျက်လုံးတွေကကျေးဇူးတင်မှုတွေနဲ့ပြည့်နေတော့ပဲ တမီမင်းလိုကောင်းတဲ့လူတွေရှိသေးလားဆိုတာငါမသိဘူးဖရဲသခင်မင်းကိုကောင်းချီးပေးပါစေလို့သူမရဲ့လက်တော်ဧကဒေါခင်လေးရဲ့လက်ကိုခိုင်မြဲစွာဆုပ်ကင်ထားရင်ပြောလိုက်တယ်နေဝင်စားပြူလာတဲ့အခါဈေးကပြန်စီကားလာတယ်ဒါပေမဲ့ နေထဲမှာအစ်စ်အစ်စ်တော့စိတ်သက်တွေရှိနေတယ်။ကုံတွေတွေကကိုကျဲပြန့်တဲ့ပြုံးတွေနဲ့တယောက်ကိုတယောက်နှုတ်ဆက်ကြတယ်။မဲစိန်ကပင်ပန်းနေပေမဲ့သူမရဲ့လဲကိုနည်းနည်းပူပေါပားတဲ့ခြေလန်းနဲ့တွန်းနေတဲ့အိမ်ပြန်ဖို့ပြင်ဆင်နေတဲ့ဒေါခင်လေးကဈေးကိုနောက်တစ်ကြိမ်ကြည့်လိုက်တယ်။သူမရဲ့ရင်ထဲမှာဘဝတွေပြန်လဲလဲပတ်နေတာကိုမြင်တွေ့ရတဲ့အတွက်နှွေးထွေးနေတယ်။ဒါပေမဲ့သူမရဲ့အတွင်းစိတ်မှာတော့ဒီတိုက်ပွဲက လုံးဝမပြီးသေးဘူးဆိုတာသူမသိနေတယ်။သူမဒီနေ့ကြ ။အိုပန်းခဲ့တဲ့တရားမျှတမှုကိုဆက်လက်ထိန်းသိမ်းထားရမယ်။ရန်ကုန်မြို့နယ်ဈေးကြီးကိုမနက်ခင်းကနူးညံ့တဲ့နေရောင်ခြည်နဲ့ပြန်လည်နှုတ်ဆက်လာခဲ့တဲ့ဈေးဆိုင်ခေါင်မိုးတွေကြားကနေဖြတ်တန်းလာတဲ့နေရောင်ခြည်ကုန်တွေရဲ့စူညံတန်တွေကကြားနေရပေမဲ့ ဒီဈေးကိုနှွေးထွေးမှုအတစ်တစ်ခုကဖုံးလွှမ်းထားတယ်မဲစိန်ကသူမရဲ့တသားလေးလေးကိုအခုတော့ကုံတယ်တွေကပြင်ဆင်ပေးထားပြီးပိုခိုင်မာတဲ့ခြေလန်းနဲ့သူမရဲ့ကုံပစ္စည်းတွေကိုတွန်းနေတယ်သူမရဲ့မျက်နာကအရေးအကြောင်းတွေရှိနေတော့မဲဒါပေမဲ့အဲ့ဒီအဖြစ်ပြက်ကလေးကဘယ်တော့မှမပြောက်ွယ်ခဲ့တဲ့တေးငယ်တဲ့အပြုံးလေးတစ်ခုရှိနေတယ် သူမရဲ့လဲတဲ့ကရေတံမှုတွေကိုအခုတော့ပိုတက်တက်ရဲ့ရဲ့စီစီရီရီထားရှိပြီးတခြားကုံတွေတွေကလည်းအမေစိတ်တက်မကြနဲ့နော်လို့မကြခဏနှုတ်ဆက်တတ်ကြတယ်။သူမက ခေါင်းညိတ်သားညိတ်နေပြီးသူမရဲ့ရင်ထဲမှာကျေးဇူးတင်မှုတွေပြည့်နှက်နေတယ်။ဈေးကိုတုံလုံးစေခဲ့တဲ့ပရိပခါကနေရက်တက်တပတ်အနေငယ်ကြာမြင့်ခဲ့ပြီးကိုထွန်းကိုဈေးထဲမှာမတွေ့ရတော့ဘူး။အဲ့ဒီဖြစ်ရဲ့ဗီဒီယိုကအထက်လူကြီးတွေလက်ထဲရောက်သွားပြီးနောက် သူကဝေးလံခေါင်တည်တဲ့ရဲစခန်းတစ်ခုမှာအုတ်ချုပ်ရေးတာဝန်ကိုပြောင်းရွှေ့ခံရတယ်လို့သတင်းတွေထွက်ပေါ်နေတဲ့ကုံတဲ့အချို့ဆိုရင်သူကရှယ်ယုံမှုနဲ့လုပ်ပေါ်ကင်ဘတ်တွေရဲ့စူးရှတဲ့အကြည့်တွေရဲ့ဖိအားကြောင့်အစောပိုင်းပင်စင်ယူဖို့လျှောက်ထားခဲ့တယ်လို့ကြားသိရတယ်။ဈေးကုံတဲ့တွေအတွက်ကိုထွန်းရဲ့ထွက်ခွာသွားခြင်းကတေးငယ်တဲ့အောင်ပွဲတစ်ခုပဲဒါ။ ပေမဲ့ပိုကြီးမတဲ့အရာကတော့သူတို့ကြားမှာအစ်စ်ပေါ်ပေါက်လာတဲ့စိတ်သက်ပဲသူတို့ကအခုရဲရဲဝံ့ပြောဆိုရဲလာကြပြီး အခွန်အခတွေထက်မှန်ဝင်ပြီးချင်းမရှိစေဖို့သေးငယ်တဲ့အစည်းအဝေးတွေပြုလုပ်ကြတယ်အခုစစ်တပ်တာဝန်ကိုပြန်လည်ထမ်းဆောင်နေပြီဖြစ်တဲ့ ဘူကြီးဒေါခင်လေးကကုံတယ်ရီရဲ့ရင်ထဲမှာမပြောက်ွယ်နိုင်တဲ့ခြေရာတစ်ခုကိုခြံထားခဲ့တယ်။မသွားခင်သူမကမဲစိန်ကိုနောက်တစ်ကြိမ်လာရောက်ပြီးစံတထုံနဲ့မြေးလေးအတွက်ဆေးဝါးတွေယူလာခဲ့တယ်။အမေပါပဲဖြစ်ဖြစ်ဒေါတင်ကိုရှာလိုက်သူကျမကိုဆက်တွယ်ရမယ့်နီလန်းကိုတည်တယ်လို့ပြုံးရင်ပြောလိုက်တယ်။မဲစိန်ကဒေါခင်လေးကိုခိုင်မြဲစွာပွေဖက်လိုက်တယ်။သူမရဲ့မျက်ရည်တွေကအတန်မထွက်ပဲကြာဆင်းလာတယ်။သမီးကငါသမီးအရင်လိုပဲသမီးဖျားသခင်သမီးရဲ့ ကောင်းမြတ်မှုတွေကိုအကျိုးပေးပါစေလို့တီတိုးပြောလိုက်တဲ့ဒေါခင်လေးကခေါင်းမိသားညိတ်နေပြီး သူမရဲ့ရင်ထဲမှာလည်းစိတ်လှုပ်ရှားနေတာကိုမပြချင်ဘူး။အဲဒီနေ့မှာဒေါခင်လေးထိုင်ခဲ့ဘူးတဲ့ကော်ဖီဆိုင်ငယ်လေးမှာကုံတယ်တွေကဒေါတင်ရဲ့မွေးနေ့ကိုကျင်းပဖို့စုယုံနေကြတယ်။ရေတံတွေပျော်ရွှင်စရာတွေပြည့်နှက်နေပြီးအဲဒီလေထုထဲမှာဦးဘုံက သူ့ရဲ့လက်ဖက်ရည်ကွက်ကိုမဲစိန်အတွက်မြှောက်လိုက်ပြီးကျမတို့ကိုဘယ်တော့မှလက်မလျှော့ဖို့တင်ပေးခဲ့တဲ့မဲစိန်နဲ့တရားမျှတမှုကအိမ်မက်တစ်ခုတည်းမဟုတ်ဘူးဆိုတာကိုသတိပေးခဲ့တဲ့ဒေါခင်လေးတို့အတွက်လို့အော်ပြောလိုက်တဲ့တေးငယ်တဲ့အော်ဟစ်တန်တွေပဲ့တင်ထပ်သွားပြီး ထောက်မှာထိုင်နေတဲ့မဲစိန်က ရှက်ပြုံးပြုံးလိုက်တယ်။သူမရဲ့လက်တွေကလက်ဖက်ရည်ခွက်ကို ခိုင်မြဲစွာစုပ်ကင်ထားတယ်။ အဝေးတနေရာမှာဈေးကဆက်လက်ရှင်တန်နေတယ်။ကုန်တယ်တွေရဲ့အတန်တွေကားတွေရဲ့စူညံတန်တွေနဲ့ကော်ဖီနဲ့တွေ ပြန့်လွင့်နေတယ်။ဒါပေမဲ့အဲ့ဒီလူစီကားမှုနောက်ွယ်မှာတော့ဈေးတွေကလူတိုင်းရဲ့ရင်ထဲမှာအခုနက်နက်ရှိုင်းရှိုင်းအမြင့်တွေနေတဲ့သင်ငန်းစာတစ်ခုရှိနေတယ်။တင်းငယ်တဲ့ရဲရဲမှုတစ်ခုကပင် တရားမျှတမှုမရှိတာကိုမျှော်လင့်ချက်အဖြစ်ပြောင်းလဲနိုင်နေဆိုတာကိုပဲမေစိန်က သူမရဲ့ရိုးရှင်းတဲ့လဲလေးနဲ့ခန္ဓာရည်ရဲ့တင်ကြေတာတစ်ခုဖြစ်လာခဲ့တဲ့ဒေါခင်လေးကသူမရဲ့ခိုင်မာမှုနဲ့အတူမှန်ကန်မှုကအမြဲတမ်းလမ်းကြောင်းရှာအားတွေးလိုက်မယ်ဆိုတာကိုသတိပေးခဲ့တဲ့ရဲရဲဝုံဝုံလှမ်းလျှောက်ရဲတဲ့သူ ရှိနေတည်ရပေါ့နေဝင်သွားပြီးရန်ကုန်ပေါ်မှာလိန်မော်ရောင်ကောင်းကင်ကိုခြံထားခဲ့တဲ့အခါမေစိန်ကသူမရဲ့လဲကို အိမ်ပြန်တွန်းလာခဲ့တယ်။သူမရဲ့ရင်ထဲမှာသူမရဲ့ဘဝကဘယ်တော့မှအရင်လိုဖြစ်တော့မှာမဟုတ်ဘူးဆိုတာသူမသိနေတယ်။ချင်းချောက်မှုကနေလွတ်မြောက်သွားလို့မဟုတ်ပဲသူမကကဘာပေါ်မှာဒေါခင်လေးလိုအားနေတဲ့သူတွေအတွက်မတက်ရက်ပေးဖို့ဆန္ဒရှိတဲ့လူတွေရှိနေသေးတာကိုမြင်တွေ့ခဲ့ရလို့ပဲတနေ့အရာမှာတော့သူမရဲ့စစ်တပ်စခန်းမှာရက်နေတဲ့ဒေါခင်လေးကအဲ့ဒီကောင်းကင်ကိုပဲကြည့်နေရင်သေးငယ်တဲ့အပြုံးလေးပြုံးလိုက်တယ်သူမက ကြီးထွားလာမဲ့တရားမျှတမှုရဲ့မျိုးစေ့ကိုစိုက်ပျိုးခဲ့တယ်ဆိုတာကို သူမသိနေတယ်။ကဲတာကတော့ဒီဗီဒီယိုရဲ့ဇလံမဲဒီထဲကနေသင်ခန်းစာတွေရလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင်တော့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဇလံတွေကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့ subscribe လုပ်ဖို့မမေ့ပါနဲ့နော်။